မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဖတ်ပြခြင်းတဲ့စာလေးကတော့ NLD ဘောအလုံးမှုတောင်ကောမဒီဝင်ဦးဝင်းထိန်ရေးသားတယ်ကျွန်တော်နဲ့တက်ချုပ်ကြီးများတွေကကျွန်တော်နဲ့တက်ချုပ်များအကြောင်းဆောင်းပါဒုတိယပိုင်းဖြစ်ပါတယ်ဘောချုပ်ကြီးစမ်းယူရှင်းလင်းလုံးအေးတော်ဘုံကြီးမှာနှုတ်ထွက်သွားတဲ့သမရဦးစမ်းယူဟာပြီးပေါကောင်းစာတိဖြစ်ပါတယ် တမတော်နှစ်ဦးဂါလာတွေမှာနာမည်ကြီးခဲ့တဲ့ဘုံနေဝင်းနဲ့ဘုံဦးချုပ်အောင်ရွှေတို့ ਨੇ တနေတဲ့သားပါကျွန်တော်1959ခုနှစ် DSA ရောက်တဲ့နှစ်မှာသူကမန္တလေးမှာအခြေပြုတဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မှုပါယာတုကတော့ဘုံဖူးချုပ်ပေါ့အဲ့ဒီခေတ်တုန်းကတမတော်မှာတောင်ပိုင်းတိုင်းနဲ့မြောက်ပိုင်းတိုင်းဆိုပြီး စစ်တိုင်းနှစ်တိုင်းပဲရှိခဲ့တာပါ။ဒါပေမဲ့လောက်မှာတော့တပ်မဟာတွေဖွဲ့ထားခဲ့ပါလေ။ကျွန်တော်သိသမျှမြကြီးညာစစ်တွေးမဦးဘင်းဖအန်းဗမော်တို့မှာတပ်မဟာဌာနချုပ်တွေဖွင့်ထားပါတယ်။အပြည့်အစုံတော့ကျွန်တော်အမှတ်မိတော့ပါဘူး။တောင်ပိုင်းတိုင်းမှာတော့တိုင်းမှုကမုံမှုချုပ် Blake သူကအင်္ဂလိပ်ကြီးပါ။သူအငိမ့်စားယူသွားတော့ဗုံမှုချုပ်အောင်ရွှေ now NLE ဥက္ကဋ္ဌဖြစ်ခဲ့တဲ့သူပါ။ မြောက်ပိုင်းတိုင်းမှာတော့တိုင်းမှုကဗိုလ်ချုပ်ကျော်စောဖြစ်ပြီးတရုတ်ဖြူစစ်စင်ရေးမှာအောင်မြင်စွာခေါင်းဆောင်နိုင်ခဲ့လို့သူဟာဒုတိယကာကွယ်ဦးစီးချုပ်ကြီးဖြစ်သွားတဲ့အခါကျမှဝန်ကြီးချုပ်စံယူကတိုင်းမှုဖြစ်လာတာပါတော်လိုင်းကောင်စီတက်လာတဲ့အခါဒုချုပ်ကြီးကဝန်ကြီးချုပ်အောင်ကြီးဖြစ်ပါတယ်တော်လိုင်းကောင်စီတက်ပြီးမကြခင်မှာပဲဦးနေဝင်းနဲ့ဦးအောင်ကြီးတို့သဘောထားချင်းကွဲလွဲကြပါတယ် ပြီးတော့ဥအောင်ကြီးနှုတ်ထွက်သွားခဲ့ပါတယ်။အဲ့ဒီအခါကြားမှဘုံကျုပ်စမ်းယူဟာဒီရာထူးနဲ့ပဲဘူးကျုပ်ကြီးဖြစ်လာခဲ့ပါတယ်။1964ခုနှစ်လောက်မှာထင်ပါလေ1969ခုနှစ်မှာကျွန်တော်စီယုံကိုပြောင်းလာတော့သူကဒူးချုပ်ကြီးအဖြစ်ဆက်ရှိနေသေးပါ1982ခုနှစ်လောက်ကြာမှဦးနေဝင်တပ်ပြစ်ပင်စင်ယူသွားတဲ့အခါသူက ိုချုပ်ကြီးအဖြစ်နဲ့တက်မတော်ခေါင်းဆောင်ဖြစ်လာပါတယ်။လွတ်လပ်သွားတဲ့ဒုချုပ်အဖြစ်ကွယ်လွန်သူသံအမတ်ဟောင်းဦးကြည်မောင်ကိုဘူဆိုင်ယူကလှူလာပေမဲ့ဥနေဝင်းကလက်မခံပဲတိုင်းမှုတူဖြစ်သူဗိုလ်မှူးကြီးတင်းဦးအန်အလီနာယကကိုဒုချုပ်ကြီးဖြစ်စေခဲ့ပါတယ်။ဒုချုပ်ရဲ့သစ္စာရှိမှုကိုစမ်းသပ်ခြင်း ဒီเจ้าရာကိုတကယ်ဖြစ်ခဲ့ပါဝင်ခဲ့တဲ့မိษွေအရာရှိတယောက်ကပြောပြခဲ့လို့သိရတာပါအချိန်က1964ခုနှစ်ဖေဖော်ဝါရီလ12ရက်ပါအဲ့ဒီတော့ကလွိုက်ကိုမြို့မှာကျင်းပနေတဲ့ပြည်တော်စုနေ့ညစာစာဝဲမှာပါအဲ့ဒီညစာစာဝဲမှာဗိုလ်ချုပ်ကြီးစံယုဗိုလ်ချုပ်နေဝင်းတို့တက်ရောက်ခဲ့ပါတယ်ဗိုလ်ချုပ်စံယုကိုကျွန်တော်အောင်စစ်တီစုရတော့က တွေ့ဆုံခဲ့မှုပါတယ်စစ်တပ်ကတော်မှာအောင်စစ်တီစုရတယ်လို့ကြေညာလိုက်တော့ကျွန်တော်အံ့ဩပြီးရုတ်တရက်တတိမဆွဲဖြစ်ပဲစက္ကန့်ပိုင်းလောက်ကြောင်သွားခဲ့မှုပါတယ်အဲ့ဒီလိုနဲ့စုယူဖို့သုံနာကိုချင်းကတ်တဲ့အခါမှာစုယူချိန်မှာလက်ဆွဲနှုတ်ဆက်လိုက်ရင်ဒီလိုကြီးရဲ့လက်ကိုငါညှိကြည့်မယ်လို့ဆိုတဲ့အတွေ့ဖြစ်ခဲ့မှုပါတယ်သူစုပေးတဲ့ဓာတ်ကိုယူပြီး ညာဘက်လက်နဲ့သူ့ကိုလက်ဆွဲနှုတ်ဆက်တဲ့အခါသူ့လက်ကမာကျောနေတာပါပဲကျွန်တော်ကညှစ်ဖို့နင်းနေသားသားမာကျောနေတဲ့သူ့လက်နဲ့တာမန်လက်ဆွဲနှုတ်ဆက်ခဲ့ပါတယ်ရွှေတစိစုကိုယူတော့လဲဒီအတိုင်းပါပဲထိုစဉ်ကသူ့အကြောင်းမသိခဲ့တော့သူ့လက်တွေဘာကြောင့်မာလဲဆိုတာမသိခဲ့ပါဘူးစင်ယုံရောက်မှသူ့လက်တွေဘာကြောင့်မာလဲဆိုတာသိခဲ့ရပါတယ် သူ့ရဲ့အားကစားဟာဝိမဆိုတာတီးမဩသူ့လက်တွေမာတာဒါကြောင့်ကိုလို့သဘောပေါက်နေတာပါအပေါ်မှာရေးလက်စလွိုက်ကော်မျိုးမှကျင်းပါတဲ့ပြည်တော်စုနေညသာစားပွဲကိစ္စပြန်ကောက်ပါမယ်အရာရှိငယ်တွေနဲ့ဇပွဲတော်တွေကအဖျော်ယမကာဘန်းတွေနဲ့လှဲ့လေဧည့်ခံနေတဲ့အချိန်မှာဘုံနေဝင်းကဗိုလ်ချုပ်စန်းယူကိုပြောလိုက်တဲ့စကားတွေကိုကျွန်တော်မိတ်ဆွေက ကြားလိုက်မိပါတယ်။ဟေးပိုဆန်းယူဝီစကီလေးပါလေတောက်ပါကွာလို့ပြောတဲ့အခါဘိုးချုပ်ဆန်းယူကကျွန်တော်ဝမ်းတောက်ပါဘူးခင်ဗျာ။ဘိုးချုပ်ကြီးလည်းသိသားပဲလို့ပြန်ပြောပါတယ်။အဲ့ဒီအခါမှာဘူနေဝင်းကဟိုကွာဒီလိုနေမျိုးမှာချွင်းညာနေနဲ့မင်းတောက်စင်တာပေါ့။ကဲတောက်လိုက်ဒါမိန်ကွာလို့ပြောလိုက်ပါတယ်။အဲ့ဒီအခါမှာဘိုးချုပ်ဆန်းယူဟာနီးရာဇပွဲလိုတယောက်ရဲ့ဘန်းပေါ်မှာပါလာတဲ့ဝီစကီဖန်ခွက်ကိုယူပြီး တချီတဲနဲ့ဘော့ချလိုက်ပါသနဲ့ဖန်ဝတ်တလုံးကုံလာနဲ့ဘုံရုပ်ဆိုင်ယူဟာမျက်နာကြီးနီလာပြီးတဟွတ်ဟွတ်နဲ့စီးသွားပါသနဲ့ဒါကြောင့်သူ့လွယ်ဤထဲကလက်ကင်ပေါ်ဝါနဲ့ပါဇက်ကိုအုပ်ပြီးထိမ့်နေတဲ့အခါဘုံနေဝင်းကတဟားဟားနဲ့ရဲပြီးငါကနောက်ပြောတာကွာမင်းကတကယ်အောင်းဝေပြီးချထိုက်လိုက်တာကိုလို့ပြောလဲပြောပခုံးကိုဖတ်ပြီးစက်တီကလထိုင်တစ်ခုမှသွားပြီးမနာယူစီပါတဲ့ ကျွန်တော်မိတ်ဆေကအဲ့ဒီအဖြစ်ကိုကျွန်တော်ကိုပြောပြခဲ့ပါတယ်။ဒီဖြစ်စဉ်ရဲ့လေးနက်မှုကိုသူအတိတ်ပဲမကောက်တတ်ပါဘူး။ကျွန်တော်အစိတ်ထဲမှာတော့ဘုံနေဝင်းဟာဗိုလ်ချုပ်စမ်းယူကိုလူတွေရဲ့အလဲမှာစမ်းသက်လိုက်တာပဲလို့မြင်မိပါတယ်။တကယ်တော့ဗိုလ်ချုပ်စမ်းယူဟာနိုင်ငံရဲ့ဒုတိယအကောင်းဆောင်ပါ။အလွန်မြင့်မားတဲ့ယာရုပေါ့။လူတွေကောင်းမှာဘုံနေဝင်းကအတင်းအရက်တောက်ခိုင်းတဲ့ကိစ္စကိုသူညင်းမယ်ဆိုလဲညင်းလို့ရပါတယ်။ အဲ့ဒီလိုညင်းမယ်ဆိုရင်တော့ဘုံနေဝင်းနေနဲ့ဘာမှတော့မှတ်ချက်ပေးမှာမဟုတ်ပါဘူး။ဒါပေမဲ့အချိန်နေဂျင်းနဲ့ကြက်သေးဆိုရင်ဖြင့်ဘုံကျုပ်ဆယူဟာသူခိုင်းတယ်လို့လုံးဝသူမဟုတ်ဘူးလို့ကောက်ချက်ချမှာပေးကြပါဗါး။အခုတော့လူလဲကောင်းမှသူကအမိန်ပေးတာကိုဘုံကျုပ်ဆယူကမဆိုင်မတွက်လိုက်နာဆောင်ရွက်ခြင်းဟာဦးဆယူဟာဘုံနေဝင်းအပေါ်အကျွင့်မဲ့အသက်ရှိမဲ့လောက်ရတခုလို့အာမခံပေးလိုက်ရာ။ ရောက်ပါတယ်။ဒါကြောင့်1964ခုနှစ်ကလွိုက်ကော်မြို့မှာကျင်းပတဲ့ပြည်တော်စုနေဖြစ်ရဟာဘုံနေဝင်းကဗိုလ်ချုပ်ဆိုင်းယူအပေါ်တစ္ဆာရှိမှုစမ်းသပ်ပွဲလို့ကျွန်တော်မြင်မိပါတယ်။ဟုတ်ပါတယ်။ဦးဆိုင်းယူဟာ1964ခုနှစ်ဒုချုပ်ဘဝကနေ1988ခုနှစ်ရှစ်လေးလုံးအရေးပေါ်ပုံအထိ24နှစ်ကြာတစ္ဆာရှိဘုံနေဝင်းရဲ့နံပါတ်နှစ်အဖြစ် ဇရိုက်ရက်တီခဲ့တာဟာသမိုင်းဖြစ်သွားခဲ့ပါပြီ။ဦးဆန်းယူရဲ့စစ်စွမ်းရည်ကိုတော့ကျွန်တော်မကြုံဘူးလို့အကဲမဖြတ်တတ်ပါဘူး။သို့တော်လည်းဦးဆန်းယူရဲ့အုတ်ချိုရေးစွမ်းရည်နဲ့ပင်ကိုယ်စရိုက်လက္ခဏာကိုတော့အများကြီးတွေ့ခဲ့သိခဲ့ရပါတယ်။အုတ်ချိုရေးအရေးချင်းဘုံကျုပ်ဆန်းယူဟာဒူးကျုပ်ဘဝနဲ့တမတော်ကိစ္စအဝဝတွေကိုဘုံလင်ဝင်းကိုသာကြည့်ကြရသလို့ ။ဆိုရအဖွဲ့မှာလဲဒုတိယဝန်ကြီးချုပ်အဆင့်ကိုတာဝန်နဲ့စီမံရေးဗန္ဒာရေးကိစ္စရပ်များကိုတာဝန်ယူခဲ့ရတာလည်းရှိပါတယ်။အဆိုရကဏ္ဍကိစ္စတွေကိုတော့အထွေထူးအကျယ်တွင်းမရေးတော့ပါဘူး။1962ခုနှစ်ကတည်းကနိုင်ငံရေးကိုသူ့စိတ်ကြိုက်ပုံဖော်ခဲ့တဲ့ဖိုးကြီးဘုံနေဝင်းရဲ့အလို့ဆန္ဒတွေအတိုင်းလိုက်လို့ရတော့သူ့ကိုယ်ကိုယ်သွေး ပေါ်ခဲ့ပေါ်မရပါဘူးသူလဲပုံနေဝင်းလိုပဲစစ်တပ်ကိစ္စတွေကိုကြတော့ကိုယ်ဆန္ဒနဲ့ကိုက်ညီတဲ့သူတွေကိုရွေးခဲ့ပါတယ်ဥပမာကျမ်းမာရေးဝင်းကြီးဟောင်းသမ္မတ်ဟောင်းဘုံမူကြီးကြီးမောင်ဟာသူ့အလွန်အားကိုးရတဲ့ပုံကိုတူပါဒူဘုံမူကြီးကြီးမောင်ဟာ1963 64ခုနှစ်မှာစစ်တပ်ကတော့ရဲ့ဒုတိယအကြောင်းကြီးဖြစ်ခဲ့ပါတယ် သူဟာကြောက်ကက်ယောဂါဖြစ်ပွားခဲ့တဲ့အတွက်အင်္ဂလန်နိုင်ငံကိုသွားရောက်ပြီးကြောက်ကက်တစ်ဖက်ထုတ်ခဲ့ရပါတယ်။ယောဂါကုသပြီးမာပီပြန်ရောက်တဲ့အခါမှာသူ့မိသားစုနဲ့ဆိုင်တဲ့ပြဿနာတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။ဒီပြဿနာတွေဟာကျွန်တော်တို့စီနီယာဘိုလောင်းနေအထိရောက်ရှိခဲ့ပါတယ်။ဒူဘုံမူကြီးကြီးမောင်ဟာကိုယ့်ရဲ့စိတ်ခါ integrity ကိုအလွန်အလေးထားတဲ့ပုံကိုယ်တူဖြစ်ပါတယ်။ ။ဒါကြောင့်ကျွန်တော်တို့နဲ့အကြောင်းဆင်းမွေးအတွက်ရောက်ရှိလာတဲ့ဒူးချုပ်ကြီးဘုံမှုချုပ်စမ်းယူနဲ့နှစ်ယောက်ချင်းတွေ့ဆုံွေတောင်းပြီးတက်မတော်ကနှုတ်ထွက်ခွင့်ပေးရန်တင်ပြခဲ့ပါတယ်။သူ့တင်ပြချက်ကိုဒူးချုပ်ကကြားသိရတဲ့အခါအဲ့ဒီအချင်းကတော်လင်းကောင်စီတက်ခါစလူဝင်အားတွေအစင်းစင်းမှာလိုအပ်တဲ့အတွက်သူ့နှုတ်ထွက်ခွင့်ကိုလက်မခံခဲ့ပါဘူး။အဲ့ဒီအစား1964ခုနှစ်မှာ ဒူဘော်မူကြီးကြည်မောင်ကိုစစ်ရာရုကရုံးမှာလက်ထောက်စစ်ရာရုကအဖြစ်ပြောင်းရွှေ့ပြီးစစ်ရုံးကိုခေါ်ထားလိုက်ပါတယ်စစ်ရာရုကရုံးဟာတက်မတော်အရာရှိကြီးငယ်များရဲ့ရာရုခန့်ထားရေးကိစ္စများကိုဒူဘော်မူကြီးကြည်မောင်ကစနစ်ကျနသွားအောင်ကင်တွယ်ဖြေရှင်းခဲ့တယ်လို့သိရပါတယ်ဒါကြောင့်များမကြမီမှာဒူဘော်မူကြီးကြည်မောင်ကိုတက်မတော်ရဲ့အရေးကြီးရာရုတစ်ခုဖြစ်တဲ့စစ်ဦးစီးဘုံမူကြီး Colonel General Staff Colonel GS အဖြစ်ခန့်အပ်တာဝန်ပေးခြင်းခံရပါတယ်။ဘုံမူကြီးအမောင်ဟာ Colonel GS ဖြစ်လာတဲ့အခါစစ်တပ်ရဲ့အရေးပါတဲ့တပ်မများဖွဲ့စည်းမှုကကကြီးမှအရေးပါတဲ့စီမံရေးနဲ့သုတေသနဌာနများဖွဲ့စည်းမှုစစ်တပ်စစ်တိုင်းကြီးများကိုလည်းမူလအတိုင်းငါးတိုင်းကနေစစ်တိုင်းကြီးကိုယ်တိုင်ဖြစ်ပြောင်းလဲဖွဲ့စည်းမှုများကိုသေသက်ကြနာစွာဖွဲ့စည်းနိုင်ခဲ့ပါတယ်။၎င်းဟာ ကာနယ် GS ရာတို့ကို1964ခုနှစ်ခန့်ကနေ1984ခုနှစ်အထိ10နှစ်ခန့်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။လန်စင်ပါတီအစိုးရအသစ်မှာကျမ်းမာရေးဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး1982ခုနှစ်မှာထွက်ပေါ်လာတဲ့နိုင်ငံသားဥပဒေအရတာဝန်မှနှုတ်ထွက်ခဲ့ရပါတယ်။ဒါပေမဲ့အင်္ဂလန်နိုင်ငံဂျပန်နိုင်ငံတာမတ်ကြီးအဖြစ်6နှစ်တာဝန်ထမ်းဆောင်ခဲ့ပြီးယခုတော့ ပွဲလွန်သွားခဲ့ပါပြီဒီမှာရေးပြချင်တာကဘုံမှုချုပ်စမ်းယူဟာလူတော်တွေကိုကွက်ကြအောင်ဘလို့တောင်းဝင်ပေးရတယ်ဆိုတဲ့အရေးချင်းမှာတော်တယ်လို့သတ်မှတ်မိပါတယ်မထင်မှတ်တဲ့ပြသနာဒီကိစ္စကိုရေးပြရတာကပုဂ္ဂိုလ်ရေးဆံပေမဲ့ဒီဖြစ်ရဟာအနာဂတ်စစ်တပ်နဲ့နိုင်ငံရေးအထိပါအကျိုးသက်ရောက်မှုရှိတဲ့အတွက်ရေးပြရခြင်းဖြစ်ပါတယ် ။အချာမီကထွက်ရှိခဲ့တဲ့ကျွန်တော်ရဲ့အထုပ်ပတ်ဒီစာအုပ်တန်တရားတစ်ခွေမှလည်းဖော်ပြပြီးပါပြီ။ဒါကတော့နောင်မှာကွမ်းလုံသူရဲကောင်းလို့နာမည်ကျော်ပြီးကျွန်တော်တို့ရင်းနှီးတဲ့တပည့်တပန်းတွေကနပိုလီယန်လို့ချစ်စနိုးခေါ်ကြတဲ့ဒုတိယဗိုလ်ချုပ်ကြီးထွန်းရီဟာဒုတိယဗိုလ်ဝန်ကြီးဘဝနဲ့အင်းစိန်အောင်စမ်းမှာရှိနေတဲ့တနကတနကိုင်တိုင်ငါတိုင်မှုဖြစ်စဉ်ကတွေ့ကြုံရတဲ့ကိစ္စကြီးဟုတ်ပါ 1980ခုနှစ်လောက်မှာထင်ပါတယ်တနကငါးကတက်ခွဲတစ်ခွဲဟာဗိုလ်ချုပ်ကြီးစမ်းယူရဲ့အိမ်မှာလုံခြုံရေးယူရပါတယ်ထိုစဉ်ကဗိုလ်စမ်းယူဟာပြည်လန်းဟန်တာော်ဒီဝိုင်းကဝင်ရတဲ့ဝန်နာမီယာရက်ွက်ထဲကလူကြီးတွေအတွက်သတ်မှတ်ထားတဲ့အိမ်တစ်လုံးမှာနေပါတယ်အဲ့ဒီရက်ွက်ရဲ့လုံခြုံရေးကိုတနကငါးကတာဝန်ယူထားပြီးဗိုလ်စမ်းယူရဲ့အိမ်ကိုတော့တက်ခွဲနှစ်ကတာဝန်ကျပါတယ် ကျွန်တော်ရဲ့မိခင်တရင်ဟာတဏ္ဍကငါဖြစ်ပြီးတက်ခွဲနှစ်မှာကျွန်တော်တာဝန်ထမ်းဆောင်ခဲ့မှုပါတယ်။ဒီနေ့မှာဘိုးဆန်းယူရဲ့သမီးတယောက်ဟာတက်ကသူကိုသွားတက်ရင်အပြန်မှာသွားကြတော့ပြောက်သွားပါလေ။အသွားလုံးကတော့လုံလုံကြီးအဆောင်ရှောင်းနဲ့သွားခဲ့တာပါ။အပြန်မှာသွားကြုံနေကြနေရာမှာမတွေ့ရတော့တာပါ။အဲ့ဒီတော့ပြဿနာဟာတရင်မှုကောင်းစောင့်မိပေါ့။ တိုင်းမိုးကတော့ဘုံကြီးခင်အောင်နောက်ဥပဒေအကျိုးဆောင်အဖွဲ့ဝင်ထင်ပါတယ်။ထုံးစံအတိုင်းတယင်းမှုနဲ့အရာရှိတွေဟာတက်ခွဲနှစ်ကအရာရှိတွေနဲ့ခြားဆင်တွေကိုစိတ်စိတ်ဆက်ဆက်စစ်ပါတယ်။အဲဒီအခါမှာရဲဘော်တယောက်ပျောက်နေတာတွေ့ရပါတယ်။သူကတော့တပ်သားစိန်မြင့်သူ့ကိုကျွန်တော်ကောင်းကောင်းသိတာပေါ့။အရက်မနေမမြင့်အသားဖြူဖြူရုပ်ကလေးကလည်းနှစ်လိုပဲရပါ။သူကရောနေကပါ။အနေအေးပြီး စီကံပြေဝတဲ့ရဲဘော်တယောက်လို့ကျွန်တော်မှတ်မိပါတယ်။အဲ့ဒီတုန်းကကျွန်တော်ဟာကကအကြီးကိုရောက်နေပါပြီ။ဒါပေမဲ့အားလိုက်ရပါတရင်ကိုမကြခဏသွားလေရှိပါတယ်။ကျွန်တော်သွားတဲ့အချိန်မှာအဲ့ဒီကိစ္စအသိရတာပါ။ကြာကြာချင်းကျွန်တော်စိတ်ထဲမှာငါဆရာသမားတော့ဒုက္ခပဲလို့ချက်ချင်းတွေးပေါက်မိပါတယ်။ဒူဘုံမူကြီးထွင်ကြီးဆိုတာကဘိုးကြီးဘွားတော်ကကျွန်တော်တို့ DSC ဘေးအနောင်တက်ခွဲတက်ခွဲမှု ကျွန်တော်တဏ္ဍက9ရောက်တော့သူကဒုတိုင်ရင်မှုအနေနဲ့ပဲအောင်လာတော့ကိုယ့်ရဲ့ထက်ရာရှိကျွန်တော်ရဲ့နှခါပြန်ဆရာလို့ပြောနိုင်ပါတယ်။တက်ခွဲနှစ်ရဲ့တည်င်းကြားရတဲ့အခါကြတော့တိုင်ရင်မှုအိမ်ကိုတမင်သက်သက်ကျွန်တော်သွားခဲ့ပါတယ်။ကိုယ့်ဆရာသမားရဲ့အချင်းကြီးဘလို့လဲသိရင်လို့ပါ။တိုင်ရင်မှုရဲ့အိမ်ကိုရောက်တော့လာလာသူ့အဲကမ်းမှာပုံပွဲငပြောပွဲအပြည့်နဲ့နဂရောလိုလိုဘေးရင်ဆရာလိုလိုလူတွေလဲ လင်းငါရောက်တသားစိမ့်မြင့်ပြောက်နေတာနဲ့ပတ်သက်လို့လဲကြီးမျိုးစုံရှာဖွေနေတာပါစိမ့်မြင့်ဟာတဏ္ဍကငားနဲ့တူမြဝကျုံးမော်စစ်စင်ကြီးဘကိုးရိုးမှစစ်စင်ကြီးနဲ့အရှိမြောက်ဒေတာစစ်စင်ကြီးတွေမှာပါပါခဲ့ဘူးတော့သူရောက်ခဲ့တဲ့နေရာတွေအားလုံးကိုလိုက်ရှာစီပါတဲ့ရှာတဲ့သူတွေကတော့တက်ကဒုတက်ချက်ကနေတက်ချက်ကြီးအထိ၃လျောက်လောက်ပါတဲ့အဖွဲတွေကိုလှုပ်ပြီးရှာခိုင်းခဲ့တာပါ အဲ့ဒီတုန်းကဆိုရင်တက်ကဖွဲ့စည်းပုံပြက်လို့နေနေရှိသွားပါတယ်ပထမတော့ဗိုလ်ချုပ်ဆိုင်းရဲ့သမီးကလည်းပြောက်တပ်သားစိန်မင်းကလည်းပြောက်ဆိုတော့ဆက်ဆက်တွေးပြီးတော့သာ လုံနေရတာထောက်ထားခိုင်ခိုင်မာမာရှာလို့မရပါဘူးတဲ့သူပစ္စည်းတွေသူ့သားတွေကိုသေးသေးရှာတော့လဲဘာမှမတွေ့ရပါဘူးတဲ့နောက်ဆုံးတော့သူကင်နဲ့ဂျီသတိတနက်ကိုစစ်တဲ့အခါ ကြည်ကထဲကကြည်စံတွေအောက်မှာကောင်မာလေးရဲ့စာကို ရှာတွေ့တော့မှဒူးဘုံမူကြီးထွန်းဤဟာကိုနှဖူးကိုလက်ဝါးနဲ့ရိုက်ပြီးစိတ်နည်းအလုံးလုံးငါဘဝကတော့သွားပါပြီကွာလို့ညီးတွားပါတဲ့ရန်ကုန်မြို့ပေါ်ကယထာဘူရာကားဂိတ်သင်းမောသိမ့်နဲ့လင်းမြန်ကွင်းအလုံးကိုထောက်လန်းရေးတက်ထင်းရဲအဖွဲ့တွေနဲ့ပိတ်ဆို့ရှာဖွေတော့လဲဘာမှမတွေ့ရပါဘူးတဲ့ ကောင်လေးနဲ့ကောင်မလေးဓာတ်ပုံတွေကိုဖြန့်ဖေးထားရတာပါ။နှစ်ပတ်ကျော်လောက်ကြာတော့မှ မောင်မင်းကြီးသားတို့ဇုံတွေဟာငှာကားတစ်စီးနဲ့တရင်မှုအိမ်ကိုရောက်လာပါတဲ့။အဲ့ဒီအခါကျမှဘုံမူးထွင်းကြီးကဟင်းချနိုင်ပြီးစိတ်မြင့်ဟာမင်းလှုပ်လိုက်ပုံကငါဘဝတော့သွားပါပြီကွာလို့ညီးပြီးတိုင်းမှုနဲ့ Carnel GS ကိုသတင်းပို့လိုက်ပါတဲ့။ကောင်မလေးကိုတော့သူ့အမေ ေါ်သန်းရှင်ကိုယ်တိုင်လာခေါ်သွားခဲ့ပါတည်းစိန်မြင့်ကတော့တက်အချုပ်ခန်းနဲ့တန်းဝင်သွားရတော့ပါပေါ့သူဟာစစ်တပ်စည်းကမ်းနဲ့ပြောရမယ်ဆိုရင်တစ်ချက်ခုမဲ့ပြက်ကွက်20ရက်မကျော်သေးတော့တက်ပြေးဖြစ်သတ်မှတ်လို့မရသေးနှစ်ချက်ကမိမိအထက်အရာရှိတက်ခွဲမှုတရင်မှုတို့ခွင့်ပြုချက်မရပဲမင်းကလေးတယောက်ကိုပေါင်သိငယ်မှုအဲ့ဒီနှစ်ချက်နဲ့တင်ကိုညှိနေပါပြီနောက်စစ်တပ်ဥပဒေရဲ့ ဂျိုကာပုံမာလို့ခေါ်ရမယ်ပုံမာ65ဒီပုံမာကတော့တက်မော်ဒယ်တယောက်ဟာစီကံဖောက်ဖြတ်ပြီဆိုရင်အရာရှိဖြစ်စေအခြားစင့်ဖြစ်စေဒီပုံမာနဲ့သာတက်လိုက်အပြည့်မရှိဘူးလို့ဘလို့မှညံ့ညက်ထုံးလို့မရတဲ့ပုံမာအဲ့ဒီတော့စိန်မြင့်ကိုစစ်ခုံရုံးနဲ့စစ်ဆီးတဲ့အခါပြင့်မှုများကျူးလွန်ကြောင်းထင်ရှားလို့ဖောင်းနံနှစ်နှစ်ချလိုက်တယ်လို့သိရပါဗျ။ ဒီလုံနဲ့အစိမ့်မင်းဟာထောင်ကျသွားပြီးရှော့ရက်တွေရလို့အချိန်ရှိတဲ့အခါလွတ်မြောက်သွားပါတယ်။ယောနေဘက်ကသူ့ဇာတိကိုပြန်သားတယ်လို့သာကြားရပြီးနောက်ပိုင်းသူ့အကြောင်းဘာမှမကြားရတော့ပါဘူး။နောက်တော့လဲစီယုံးမာနေစိမ့်မင်းနဲ့ဘိုးချုပ်ကြီးဆိုင်းဦးသမီးတို့ကိစ္စကြားရတဲ့အခါကျွန်တော်ဆရာသမားအတွက်စိတ်မချမ်းမသာဖြစ်မိပါတယ်။ဘာကြောင့်လဲဆိုတော့တရားလမ်းကြောင်းနဲ့မဆိုင်မိမဲလူကြီးတယောက်ရဲ့မိသားစုနဲ့ လူမှုရေးပြဿနာဖြစ်ရင်တာဝန်ရှိတဲ့သူတွေဟာဘဝတလန်းပိတ်ခဲ့တာတွေစစ်တပ်ထဲကအပိပိုင်ထွက်ခွာသွားခဲ့ရတဲ့ဇလန်းတွေကိုကြိမ်ကြိမ်တွေ့ကြုံဘူးလို့ပါပဲဒူအမူကြီးထွန်းဤဟာပုံမှန်အရက်သေးသာတောက်စားတာကလွဲ့လို့စစ်သားကောင်းတယောက်ဖြစ်တယ်လို့ကျွန်တော်မြင်မိပါတယ်ဒီလိုနဲ့နေတနေ့မှာစစ်ရာလူကန်ယုံကအမိန့်စာတစ်ခုကိုဖတ်လိုက်ရပါတယ် MS order လို့ကျွန်တော်တို့အားလုံးသိထားကြတာပါ စစ်ရာဒုက္ခရုံးကထွက်တဲ့ MS order တွေအားလုံးမှာစစ်ရုံးကဌာနကြီးတွေကိုဝေငှလည်ရှိပါတယ်။အဲ့ဒီ MS order ထဲမှာအမှတ်9ဗမာတနက်ကင်တရင်မှတရင်မူဒုဗိုလ်မူကြီးထွန်းဤအားရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှတ်တဲ့စစ်ဗျူဟာမူဖြစ်ပြောင်းရွှေ့ခန့်အပ်လိုက်သည်ဆိုတဲ့အမိန့်ပါပါတယ်။ကျွန်တော်အယံအံ့ဩသွားပါတယ်။သူ့တရင်ကရဲဘော်တယောက်ဟာ စစ်စည်းကမ်းဖောက်ဖျက်ပြီးထိပ်ပိုင်းကောင်းဆောင်တို့ရဲ့သမီးကိုခိုးယူပေါင်းတဲ့ကိစ္စဟာအလွန်ကြီးကျယ်တဲ့ကိစ္စပါတရင်မှုမှာတရရတာဝန်မရှိတော့လဲပဲတာဝန်မကင်းဘူးလို့ပြောနိုင်ပါတယ်ဒါကြောင့်သူ့ရဲ့ဘဝအရှိတလန်းဟာနှောင့်နှေးသွားတယ်ဆိုရင်ဘယ်သူမှအံ့ဩမှာမဟုတ်ပါဘူးအခုတော့ကျွန်တော်ထင်တယ်လို့မဟုတ်ပဲတရင်မှုကအခြားအခြားတရင်မှုများလို့စစ်ဦးစီးပထမတန်းကို ပြောင်းရွှေ့တာမျိုးမဟုတ်ပဲဗျူဟာမူဘုံမူကြီးအဖြစ်တဆင့်ကျော်လွှားပြီးတော့ຢာလူတက်သွားခဲ့ပါတယ်ထူးထွေသည့်အံ့ဩရာပေါ့နောက်ရက်တွင်မှကျွန်တော်တို့သိလာရပါတယ်ဘာလဲဆိုတော့တမတော်စေဦးစီမူပထမရမ်းများ ਨੇ စီနီယာဒုတိယဘုံမူကြီးຫນွေကိုစစ်ဗျူဟာမူဘုံမူကြီးအဆင့်တုံးမြင့်မှုအစီအစဉ်ကို MS ဌာနလို့ဆိုတဲ့ စစ်ရာဒုကန်ယုံကနှစ်စဉ်အချိန်မှန်ပြုစုပြီးတင့်တော်တဲ့အချိန်မှာရာဒုတိုးတဲ့ဘုတ်အဖွဲ့ appointment ဘုတ်ထိုင်ရပါတယ်။အဲဒီမှာဒုချုပ်ကြီးကဥက္ကဋ္ဌစစ်ရာဒုကန်ချုပ်ကအတွင်းမှုပါ။အဲဒီပုံကိုယ်တွေရဲ့ view ဟာမှုဖြစ်နိုင်မဲ့စစ်ရေးစွမ်းရည်တွေကိုတော့ကျွန်တော်တို့ခေတ်က Colonel GS ကထောက်ခံပေးရပါတယ်။ဒါကြောင့်နောက်စစ်ရာဒုကန်ဘုတ်အဖွဲ့အစည်းအဝေးကိုတင်ရမဲ့ စီနီယာဒုတိယဗိုလ်မှူးကြီးစီရင်တွေကိုပြုစုရမှာဒုဗိုလ်မှူးကြီးထွန်းရင်ရဲ့အမိကဘာဘာရင်အဲ့ဒီအချိန်တုန်းကဗိုလ်ချုပ်ကြီးစန်းယူရဲ့သမီးနဲ့တန်နကငါးကရဲဘော်ကိစ္စကိုကာနယ် GS နဲ့ထိပ်ပိုင်းအရာရှိ3-4ယောက်လောက်ပဲတည်ကြတာပါကျွန်တော်သာတန်နကငါးယောက်သွားခဲ့လို့မထင်မှတ်ပဲတည်ခဲ့မိတာပါစစ်ရာဒူးကန်းချုပ်ယုံကပုံကိုယ်ဒီတရားအောင်မှအသိဟန်မတူပါဘူး အဲ့ဒီလိုယာရူတိုးဖို့စရင်ကိုစစ်ယာရူကန်းချုပ်ဘုံမူကြီးဂလုံးလှမောင်လို့ထင်ပါတယ်။သူကကာနယ် GS ကို လာပြတဲ့အခါသူ့ကိုခဏနေဦးဆိုပြီးပေါ်ရက်ကိုတုတ်ချေတင်တက်သွားပါတယ်။ကာနယ် GS ယုံကယုံတဲ့အလဲတဲ့ဘိုးကျုပ်ဆန်းယူရဲ့ယုံကအပေါ်ဆုံးတက်မှာပါ။ကာနယ် GS ကဘိုးကျုပ်ဒီဆန်းယူကိုဘုံမူကြီး ဖြစ်ယာရုတိုးတဲ့နဲ့ဇင်းကို လာပြကြောင်းအဲ့ဒီဇင်းထဲမှာလူဝမူကြီးထွင်းနာမည်ပါနေကြောင်းဒါကြောင့်သူ့ကိုယာရုတိုးပေးရမည်ဖြစ်ပါကြောင်းတင်ပြပါတယ်ဘိုးချုပ်ကြီးဆန်းယူကပေးလိုက်ပါလို့တခွန်းနဲ့ပြောလိုက်ပါတယ်အဲ့ဒီမှတ်ချက်အရဒုတိယဝမူကြီးထွင်းဟာဗျူဟာမှုအဖြစ်ယာရုတိုးသွားခဲ့ပါတယ်ကျွန်တော်တို့အကြောင်းသိတဲ့လူတွေကတော့အံ့ဩမိပါတယ်ကျွန်တော်အရင်ကတင်ပြသလိုတိုင်းမှုဘဝနဲ့ ကြုံရတဲ့ပြဿနာဟာအလွန်အရေးကြီးခဲ့ပါတယ်။သူမှာတာဝန်မကင်းဘူးလို့ကောက်ချက်ချပြီးယာရုတိုးမဲ့ကိစ္စကို ပိတ်ပင်ထားခြင်းသို့မဟုတ်အရက်ဖတ်ဌာနတခုကိုပို့ပြီးကြောင်ထိုးခြင်းများ လုပ်လိုက်လိမ့်မလားလို့ကျွန်တော်တွေးပြီးဆိုရင်မိတာပါ။သူ့ကိုအခုလိုယာရုတိုးဖို့သဘောတူလိုက်တဲ့အခါမှာဗိုလ်ချုပ်စန်းရွက်အတွင်းစိတ်သဘောကိုလှစ်ခနဲမြင်ရပါတယ်။ ။ဘာလဲဆိုတော့လူသိရှင်ညာမဟုတ်ပေမဲ့သူ့သမီးကိစ္စဟာအရင်တင်းကရေဘော်တယောက်ရဲ့ကြော်မကောင်းကြာမကောင်းဖြစ်ခဲ့ရတဲ့ကိစ္စပါ။အဲ့ဒီလိုဖြစ်ရမှာတောင်းဝင်မကင်းတဲ့တရင်မှုကိုအေးမယူတဲ့အပြင်ယာရုတိုးပေးလိုက်ခြင်းဟာဘိုလ်ချုပ်ဆန်းယူရဲ့ဖြောက်မှတ်တဲ့သဘောဒါလို့ကျွန်တော်မြင်မိပါတယ်။အဲ့ဒီတော့ကဆိုရင်ကျွန်တော်ကဘိုလ်ဆန်းယူကိုဒီပုတ်ကို စိတ်ကောင်းရှိတယ်လို့စိတ်ထဲကမှတ်ချက် ချမိပါတယ်။ သူတို့ရဲ့ယာလူအမျိုးမျိုးဘုံရင်ဝဲဟာသူအာနာရတဲ့သက်တမ်းလျှောက်မှာဘိုးချုပ်ကြီးအိမ်ဆောင်ဆူရကာလာမှာဝင်းကြီးချုပ်ဒေါ်လန်အေးကောင်စီဥက္ကဋ္ဌဒေါ်လန်းစင်ပါတီအဆိုရခင်မှာသမရနောက်ဆုံးမှာလန်းစင်ပါတီရဲ့ဥက္ကဋ္ဌဆိုတဲ့ယာလူတွေနဲ့ဖက်သန်းခဲ့ပါတယ်လူကဲကအင်မတန်တော်တဲ့သူဆိုတော့သူပြောသမျှကို သတ္တဝေမသိလိုက်နာမဲ့နောက်လိုက်ကောင်တယောက်ဖြစ်တဲ့ ဦးစန်းယူကိုလည်းညာလူတွေအမျိုးမျိုးပေးခဲ့ပါတယ်။ဒုတိယကာကွယ်ရေးဦးစီးချုပ်ကြီးအဲ့ဒီတုန်းကတော့ဗိုလ်မှူးချုပ်အဆင့်။နောက်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးလမ်းစဉ်ပါတီအစိုးရခင်မှာနိုင်ငံတော်ကောင်စီဝင်တွင်မှုနောက်တော့သမရအရာလူတွေအထိရရှိခဲ့ပါတယ်။မြန်မာကြီးတင်ဦးအာနာရီတချိန်ချိန်တက်လို့1 and half လို့အခေါ်ခံရတဲ့အချိန်မှာဦးစန်းယူကတော့ နံပါတ်2ဟာနံပါတ်2ပါပဲလို့ပြောရမလို့မြင်နေပါသေးတယ်။ဒါတော့တခုသောကာလမှာပါတီရဲ့အထွေထွေအတွင်းမှုချုပ်ယာတုကခဏဖဲထားခံရပါသေးတယ်။ဒါကလည်းကျွန်တော်ထင်ပါတယ်မြမန်ကြီးကအာနာကစားတာကိုဦးနေဝင်းကလိုက်လျောတဲ့အနေနဲ့လှုပ်ပြခဲ့ပေမဲ့ဘိုးဆန်းယူကသူ့တာဝန်အနေနဲ့ဘုံနေဝင်းဆန္ဒတွေဖြူကလွဲလို့သူ့ကိုယ်ရေးကိုယ်တာကြီးပွားတိုးတက်ဖို့ personal ambition မပါဘူးဆိုတာသူကကောင်းကောင်းသိပါတယ်။ဒါကြောင့်သူ့ကိုမျက်မှန်ကြီးကျင်းအောင်ခဏဘေးဖယ်ထားလိုက်ပါတယ်။၄၅၆လလောက်ကြာတော့မှသူ့မူလရာထူးတွေကိုပဲပြန်ပေးထားခဲ့ပါတယ်။1988ခုနှစ်တက္ကသိုလ်ကမှပြုလုပ်တဲ့ပါတီညီလာခံမှာတော့ဘယ်သူမှမထင်မှတ်ပဲဦးနေဝင်းဟာအစိုးရအဖွဲ့ကနှုတ်ထွက်မယ် မြန်မာနိုင်ငံမှာတပါတီစနစ်လိုချင်သလားပါတီစုံစနစ်လိုချင်သလားဆိုတာပြည်သူ့ဆန္ဒခိုင်ဝဲလုပ်ပေးမယ်ဆိုပြီးကြေညာရင်နဲ့သူနဲ့တော့ထိပ်ပင်းကခေါင်းဆောင်၅ဦးကအစိုးရအဖွဲ့မှနှုတ်ထွက်မယ်ဆိုတာတွေကိုပြုံးစားကြီးကြေညာခဲ့ပါတယ်။ကျန်တဲ့ပုံကိုယ်တွေသိမသိတော့မပြောတတ်ပါဘူး။ကာယကံရှင်တွေကတော့အသိမပေးဘဲနဲ့သူ့သဘောနဲ့သူကြေညာသွားတယ်လို့လည်းတချို့ကပြောကြပါတယ်။အဲ့ဒီလိုနှုတ်ထွက်မဲ့သူတွေကတော့ ဦးနေဝင်းဦးဆန်းယူသမရဦးအေးကိုလမ်းစဉ်ပါတီအထွေထွေတွင်မူဘိုလ်ချုပ်ကြီးကျော်ထင်းလူဝန်ကြီးချုပ်နဲ့ကာဝေးဝန်ကြီးဦးမမောင်ခဝန်ကြီးချုပ်တို့ဖြစ်ပါတယ်သမရအဖြစ်ဦးစိန်လွင်ကိုခန့်အပ်ပြီးဒုတိယဝန်ကြီးချုပ်ဖြစ်နေတဲ့သူရဦးထွန်းတင်ကိုဝန်ကြီးချုပ်အသက်ဖြစ်ခန့်အပ်ပေးခဲ့ပါတယ်အဲ့ဒီအခါကြားမှာပဲ1963ခုနှစ်ကနေ1988ခုနှစ်အထိ 26နှစ်ကြာဦးနေဝင်းရဲ့တစ္ဆာရှိနမနစ်အဖြစ်အမှုတော်ထမ်းခဲ့ရတဲ့အနေထားကပြီးဆုံးသွားခဲ့ပါတယ်။ဝစ်ကြွေးတွေကြေပြီလို့ပြောရင်ရမလားမသိပါ။နားဆင်ပြီးခဲ့တဲ့မိတ်ဆွေများအားလုံးကိုကျေးဇူးတင်ပါတယ်။ဆက်လက်ပြီးပေါ်ပြပေးသွားမှာမို့စောင့်မျှော်နားဆင်ကြပါဦးခင်ဗျာ။